Oh. ပထမမိမိဖုန်းထဲမှာရှိတဲ့ Chrome browser ကိုနှိပ်ပြီးတော့ဝင်လိုက်အောင်ပါအဲ့တော့မိမိမှာရှိတဲ့ browser တစ်ခုပေါ့နော်အဲ့တော့ဒီမှာတော့ Chrome browser ကိုသုံးထားပါတယ်အဲ့တော့ဝင်ပြီးလို့ရှင် ပေါ်လာတဲ့ဟာ Google ရဲ့ search bar ထဲကိုမိမိတို့က vidu.com baidu.com ဆိုပြီးတော့ ရိုက်ပြီးတော့စာသားကိုရေးလိုက်ပါမယ်အဲ့တော့အဲ့ဒီမှာအောက်ကပေါ်လာတဲ့ vidu.com ဆိုတဲ့နေရာစာတန်းကိုနှိပ်ပြီးတော့ဝင်လိုက်အောင်ပါဒါဆိုရင်ယခုလို AI video generator ကျွန်တော် vidu.com အလား AI ဆာမျက်နှာတခုပွင့်လာပါလိမ့်မယ်အဲ့တော့ try video နှိပ်လိုက်အောင်ပါယခုလို vidu အလား interface ဆာမျက်နှာပွင့်လာပါလိမ့်မယ်အဲ့တော့ထုံးစံအတိုင်းကျွန်တော် sign in လုပ်ပေးရပါလိမ့်မယ်အဲ့တော့သူက account တခုဝင်မရပါလိမ့်မယ်အဲ့တော့ sign in ကိုနှိပ်လိုက်အောင်ပါအဲ့တော့ Google account ဝင်ပါလားဒီဖြင့် email account ဝင်ပါလားမိမိနှစ်သက်ရဝင်မယ်ဒီမှာတော့ Google လိုမိမိတို့ဟာရှိပြီးသားဖြစ်တဲ့ Google ကိုနှိပ်ပြီးဝင်လိုက်ပါမယ်အဲ့တော့ဒီမှာ Gang or Google account တခုကိုရွေးပြီးတော့ရင် sign in လုပ်လိုက်ပြီးဆိုရင်အခု Baidu စာမျက်နှာအလုပ်လုပ်လို့ရတယ် Baidu စာမျက်နှာပွင့်လွန်လာပြီဖြစ်ပါတယ် Baidu စာမျက်နှာရဲ့စွမ်းဆောင်ချက်နဲ့ feature များစွာပါဝင်တဲ့ template စာမျက်နှာတွေကိုဝင်ကြည့်အောင်ပါ template တွေဝင်ပြီးတော့ mode ကိုဆက်ပြီးတော့နှိပ်ပြီးလိုက်ရင် သူ့မှာစွမ်းဆောင်ချက် feature အများကြီးပါဝင်တဲ့ဒီ template စာမျက်နှာမှာပွင့်လာပါပြီ။အဲ့တော့ဒီမှာဆိုရင်ဖန်တန်းနဲ့ဟာလေထဲပြန်တဲ့ဟာဆက်ရုပ်ဖြစ်မဲ့ဟာကတ်တွန်းရုပ်ပြောင်းတဲ့ဟာဖက်တာနန်းတာစသဖြင့်ပေါ့နော်။နောက်လေပူပေါင်းလို့ပြန်တက်မှဟာလူရုပ်သေးသေးလေးဖြစ်မှာစသဖြင့်များစွာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ဒီအများကြီးတဲ့ဟာဂဏိတ်သင်ခန်းစာမှာတော့ဒီဆက်ရုပ်လူသားဖြစ်မဲ့ mega x ဆိုတဲ့ဟာလာနေရာကိုနှိပ်ပြီးတော့ဝင်လိုက်အောင်အခုလိုစာမျက်နှာပွင့်လာပါလိမ့်မယ်။ သူကဒီမှာဓာတ်ပုံတပုံတင်ပေးဖို့ပြောထားပါတယ်လူပုံဖြစ်ဖြစ်တိရစ္ဆာန်ပုံဖြစ်ဖြစ်အရာဝတ္ထုပုံဖြစ်ဖြစ်ရပါတယ်ပုံတင်ဖို့အတွက်ကို upload image ကိုနှိပ်ပေးလိုက်ရင်မိမိတို့ရဲ့ gallery ထဲမှာရှိတဲ့ album ထဲမှာရှိတဲ့ပုံတွေပေါ်လာပါလိမ့်မယ်အဲ့တော့မိမိ ချိုတင်စုဆောင်ထားတဲ့ပုံတပုံကိုရွေးပေးလိုက်ရပါမယ်အဲ့တော့ရွေးပြီးထည့်လိုက်အောင်ပါအဲ့တော့ upload လုပ်ပြီးတော့ဒီမှာပုံရောက်လာပါပြီအဲ့တော့ပုံရောက်ပြီးပြီဆိုရင်တော့မိမိက create ဆိုတဲ့နေရာကိုဟာလာနှိပ်ပေးရပါမယ်အဲ့ဒါဆိုရင်ပထမတန်းစီစရာမှာသူသွားပါလိမ့်မယ်တန်းစီစရာပြီးတာနဲ့ creating ဆိုပြီးတော့ဒီ by do ai ကနေပြီးတော့ဒီ ai ကအလိုလျောက်ပုံဖော်ပြီးတော့ဟာလာလူသားကနေပြီးတော့ဆက်ရုပ် ဒါမှမဟုတ်လဲဟလာတိရိစ္ဆာန်ကိုဆက်ရုပ်ဒါမှမဟုတ်ရင်လည်းအရာဝတ္ထုကိုဆက်ရုပ်ပြောင်းတဲ့ procedure ပေါ့နော်အဲ့ဒီအစီအစဉ်ကိုထွက်လာပါလေအခုဒီမှာပုံထွက်လာပါပြီအဲ့ဒီပုံကိုထပ်ပြီးတော့နှိပ်လိုက်ရအောင်ဒါဆိုရင်မိမိတို့လိုချင်တဲ့လူပုံကနေပြီးတော့ဆက်ရုပ်လူသားပြောင်းတဲ့ပုံရရှိလို့သွားပြီဖြစ်ပါလေဒါကိုမိမိတို့က download လုပ်ချင်တဲ့ဆိုရင်တော့ဒီပုံအောက်က မြားပုံလေးရှိပါတယ်အဲ့ဒီနေရာလေးကို download နှိပ်ရပါမယ်အဲ့တော့ with the watermark ဆိုတဲ့နေရာနှိပ်ပေးရပါမယ်ဒါကဘာလို့ဆိုတော့ pro version မဟုတ်တဲ့အတွက်เนาะ free version ဖြစ်တဲ့အတွက်အဲ့တော့ဒါကိုနှိပ်လိုက်ရင်မိမိတို့ဖုန်းထဲမှာဒီလူသားကနေပြီးတော့စက်ရုပ်လူသားပြောင်းသွားတဲ့ပုံစံကိုမိမိတို့ဖုန်းထဲမှာတင်ထားပြီးသားဖြစ်သွားပါလိမ့်မယ်နောက်တစ်မျိုးအနေနဲ့ပွင့်ချီမယူမဲ့ feature carry အကြောင်းလေးကိုကြည့်အောင်ပါအဲ့တော့ဒီမှာခုန template တွေကိုသွားလိုက်ရင် မိမိတို့ဒီမှာ carry ဆိုတာကို carry ဆိုတဲ့ feature ကိုရှားအောင်เนาะအဲ့တော့ carry ဆိုတဲ့ effect လေးလုပ်တဲ့ကျွန်တော် AI နိပညာလေးကြည့်ဖို့အတွက်ဒီ carry ဆိုတဲ့နေရာလေးကိုကျွန်တော်လက်နဲ့ထောက်ပေးလိုက်ပါမယ်ထောက်လိုက်တာနဲ့အခု interface တဲ့ရောက်သွားမယ်เนาะအဲ့တော့ရောက်သွားရင်သူကဒီမှာဟလာဇုံတွဲပုံကိုတင်ပေးဖို့ပြောထားတာရှိတယ်အဲ့တော့ကျွန်တော်ဒီမှာအပေါင်းလက်ခံနေရာလေးကိုနှိပ်ပြီးတော့ထောက်လိုက်တာ ਨੇ ဖုန်းဂယ်လရီတွေကစုံတွဲပုံတပုံကိုကြာနှစ်ယောက်ပါတဲ့ပုံတပုံလိုတာပေါ့နော်အဲဒီစုံတွဲပုံကိုရှာပြီးနှိပ်ပြီးလိုက်မယ်အဲ့ဒါကဂျိုဒန်ကော့ကိုဆူထားမှာပေါ့နော်အဲ့ဒါကိုဒီစာမျက်နှာမှာ upload လုပ်ပေးရမယ်အဲ့တော့နှိပ်လိုက်ရင်အပေါင်းလက်ခံတွေကနှိပ်လိုက်ရင်တဖြည်းဖြည်းနဲ့ဒီစာမျက်နှာကိုသူအဲ့ဒီပုံလေးရောက်အောင်သူ upload လုပ်ပြီးတင်လာပါလိမ့်မယ်အဲ့တော့အဲ့ဒီပုံရောက်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်အောက်က create ဆိုတဲ့နေရာကိုနှိပ်ပြီးတော့မိမိတို့ခုနဟလာဒီ main ကလေးကို မယူပြီးတော့ဟာပွေ့ချီတဲ့အမူအရာပေါ့နော်အဲ့ဒီအသွင်ပြင်ကို AI ကနေအလိုလျောက်ဖန်တီးပေးမှဖြစ်ပါတယ်အဲ့တော့ကျွန်တော်အဲ့ဒီရက်လက်လေးရအောင်ဘယ်လိုလုပ်မလဲဆက်ကြည့်အောင်အဲ့တော့ဒီမှာ upload လုပ်ပြီးပုံတော့ရောက်ရှိလို့လာပါပြီအဲ့တော့ရောက်ရှိလို့လာပြီဆိုရင်အောက်က create ဆိုတဲ့နေရာကိုဆက်ပြီးတော့နှိပ်ပေးရပါလိမ့်မယ် နှိပ်ပြီးခဏကြာမှာတော့ AI ကနေပြီးတော့ဒီပုံနှစ်ပုံကိုခဏမှပြီးပွေ့ချီယူတဲ့ပုံဖြစ်အောင် AI ကဖြန်နှိပ်ပေးပါလိမ့်မယ်အဲ့ဒီပုံကိုနှိပ်ပေးလိုက်ပါနှိပ်ပေးလိုက်ရင်ယခုလို AI ကပွေ့ပြီးမှချီတဲ့ပုံဖြန်နှိပ်ပြီးသားထွက်လာပါလိမ့်မယ်အဲ့တော့ဒါကတော့ website ထဲမှာပဲရှိပါသေးတယ်အဲ့တော့ဒီပုံမကြိုက်သေးလို့ထပ်ပြီးပြင်နေတယ်ဆိုရင်တော့အောက်က recreate ဆိုတဲ့နေရာလေးကို နှိပ်ပြီးတော့ပြန်ပြင်လို့ရပါသေးတယ်เนาะအဲ့တော့နောက်တစ်ခါပုံထုတ်ပေးပါလိမ့်မယ်အဲ့တော့ဒီပုံကိုကြိုက်လို့ဖုန်းထဲမှာတင်းကျင်နေဆိုရင်တော့ဒီမျှပြထားတဲ့နေရာလေးကို download လုပ်ပြီးတော့နှိပ်ပေးလိုက်ရင်မိမိဖုန်းထဲမှာတင်းထားပေးပါလိမ့်မယ်ဟုတ်ကဲ့ပါ DIY ကနေဆက်ရုပ်လူသားနဲ့အဲ့ဒါ main clip ကို မယူပွေချီတဲ့ပုံပြုလုပ်နေပဲဖြစ်ပါတယ်အဲ့တော့ဗီဒီယိုလေးကိုနှစ်သက်လိုက်မယ်လို့ထင်ပါတယ်နှစ်သက် like share comment တွေလုပ်ပြီး update ခဲ့ကြပါဦးခန်းကော knowledge sharing ကိုလည်းပဲဆက်လက်ပြီး subscribe လုပ်ပါသေး subscribe လုပ်ပြီး update ခဲ့ကြပါအားလုံးကိုကျေးဇူးတင်ပါတယ်